တရင်ပြသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြီးစက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရခန့်အပ်ပါရခင်ဗျာခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ATNL နဲ့ MNDA မြောက်ပိုင်းမှမိတ်ညီနောင်၃ဘွဲ့မှအပြေခက်ရစေးရတလားထမှန်တုံးမြင့်တယ်လို့ကြေညာခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရခိုင်အာရကတက်တော် A ပလောင်တရနယ်လေးနဲ့ဂိုကန် MND တို့ပါဝင်တဲ့မြောက်ပိုင်းမမိတ်ညီနောင်သုံးဘွဲ့ဟာအပြေခက်ရစဲရီတလားထက်မှန်တုံးမြင့်တယ်လို့ယမန်နေ့စုံလာနှစ်ရက်နေမှာထုတ်ပြန်ကြေညာပါတယ်။ငလင်းရဲ့နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်ပြီးဒိုက်တာအဆောက်အုံများကိုရှင်းလင်းရေးနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်ရန်တပတ်သက်အပြေရက်ကာလကိုနောက်ထပ်တစ်လတတန်းထက်မှန်တုံးမြင့်ခြင်းဖြစ်တယ်လို့မြောက်ပိုင်းညောင်မမိတ်သုံးဘွဲ့ကဆိုပါတယ်။စကိုင်းမန္တလေးတိုင်းရမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်အပါအဝင်မြန်မာနိုင်ငံနေရာနှံပြားမှာ ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှ30ရက်နေ့အထိရန်များအတွင်းလှုပ်ခတ်ခဲ့တဲ့ပြင်းအားခွန်တသမခွန်အဆင်းရှိတဲ့အင်အားပြင်းငလျင်ကြီးနဲ့နောက်ဆက်တွဲငလျင်ငယ်များကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့လူနေတိုက်တာအဆောက်အုံများဒါသနီးကအဆောက်အုံများနဲ့တမိုင်းဝဲမွေးနေများကိုရှင်းလင်းဖယ်ရှားရန်ငလျင်ပျက်စီးအဆောက်အုံများကြောင့်အသက်ရှင်ကျန်ရစ်တဲ့လူနေအိမ်မွေးတရိစံများကိုရှာပွေကယ်ဆယ်ရေးလှုံ့ဆော်နိုင်ရန်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပတ်သက်အပြည့်ရဆက်တဲ့ထုတ်ပြန်ချက်ကိုမဟာမိတ်သုံးဘက်ကအပီလာနဲ့မေလာမှာနှစ်လကြာထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ တို့ရမှာကစားရေးလုပ်ငန်းစဉ်များဟာနှစ်လတာကြာတဲ့တိုင်အောင်ရှင်းလင်းဖက်ရှားရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုမရှိတဲ့ပြင်မိုးတည်ထန်းစွာရွာသွန်းတာကြောင့်စောက်အုံများထပ်မံပြိုကျပျက်စီးမှုတွေရှိနေတဲ့ကြောင်းဒါကြောင့်အဲ့ဒီနောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်တဲ့လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အချိန်ထပ်မံလိုအပ်တာကြောင့်ယခုဇွန်လ2ရက်နေ့မှဇွန်လ30ရက်နေ့ထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပတ်သက်အပြည့်ရက်ကာလကိုထပ်မံပြီးတက်တန်းတိုးလိုက်တယ်လို့သိရပါတယ်။လက်ရှိမှာမြောက်ပိုင်းကြီးနောင်မဟာမိတ်ဒုံပွဲအနေနဲ့အကြမ်းဖက်စကောင်းစီနယ်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာ မိမိကိုယ်ကိုမိမိခူးကန်ကာကွယ်တဲ့ဒုံးပြမှုမျိုးကလွဲပြီးတော့ဇာတင်ထိုးဆက်ဆင်တိုက်ခိုက်ခြင်းမျိုးကိုပြုလုပ်မှာမဟုတ်ဘူးလို့တည်ပေးကြညာပါတယ်။ဒါပြင်တစ်ဖက်မှာဂျမ်ဘက်စကောင်းစီကလည်းယခုဇွန်လတရနေ့မှဇွန်လ30ရက်နေ့ထိယာယီအပြစ်ကဲ့ရစဲထားမယ်လို့ထုတ်ပြန်ကြညာခဲ့ပေမဲ့လည်းလက်တွဲမှာတော့လေချောင်းတကိုင်းမှုတွေနဲ့စကြောင်းထိုးမှုတွေကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။မဆလ28ရက်နေ့စကိုင်းငလျင်ကြီးလောက်ကပ်ပြီးတဲ့နောက်အဂျမ်ဘက်စစ်တပ်ကလေချောင်းတကိုင်းမှုပေါင်း905ချိန်ပြုလုပ်ခဲ့ပြီးပြည်သူပေါင်း436ဦးတိစုံးခဲ့ကြောင်း ဒါပြင်ဂျမ်ဘတ်စစ်တပ်ကမတ်လ28ရက်နေ့မှမေလ23ရက်နေ့တွင်ရန်ကုန်နဲ့နေပြည်တော်မှလွဲပြီးတော့ဂျမ်းနဲ့ပြည်နယ်နဲ့တိုင်းများမှာလေကြောင်းမှတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ရာဒေသခံပြည်သူပေါင်း436ဦးသေဆုံးပြီး132ဦးဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှသိရှိရတဲ့သတင်းကတော့ဒဇယ်မှခင်းလက်စစ်ကြောင်းကိုဂျားပြတ်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ကရရှိတဝိုးပါဝင်10ဦးသေဆုံးပြီးလက်နက်နှစ်လက်တင်းဆဲရရှိထားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ စကိုင်းတိုင်းတစ်စဲမျိုးနဲ့မှာဂင်လက်ရံထွက်လာတဲ့အကြံဘက်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တက်ခတ်ခဲ့ရမှာအရာရှိတအူးပါဝင်အကြံဘက်စကောင်းစီတတရှစ်ဦးတေဆုံးခဲ့ပြီးလက်နက်နှစ်လက်တင်းဆဲရရှိခဲ့တယ်လို့တစ်စဲမျိုးနဲ့ပြည်သူ့ကားကိုရေးတပ်ဖွဲ့ထမသိရပါတယ်ယမန်နေ့ဇွန်လ2ရက်နေ့မှာတစ်စဲမျိုးနဲ့အတော်ကြီးဝါမှာထိုင်းချတဆွဲထားတဲ့အကြံဘက်စစ်သားနဲ့ပြူစော်ဒီများဟာဒေကုံကြီးဝါဘက်သို့ဂင်လက်ရံထွက်လာစမှာဒေါ်လိုင်းတပ်ဖွဲ့အများကကြားပြတ်တက်ခတ်ခဲ့ရမှာနှစ်ပွင့်ပေါ်ရရှိတအူးပါဝင်စစ်သားနဲ့ပြူစော်ဒီရှစ်ဦးတေဆုံးသွားပြီး လက်နက်နှစ်လက်ကိုလည်းဒင်းဆဲရရှိခဲ့တယ်လို့သိရပါတယ်။အရိတက္ကမကို30မြို့နယ်ဘက်ကဖဒိုင်းနယ်နဲ့ဘက်ကဖရေဦးဘက်ကဖနဲ့ PLA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒိုင်းနယ်မြန်မာနယ်စပ်မှာရှိတဲ့ဒေပေါ်ဘိုးစကောင်းစီတပ်စခန်းကို GN မျိုးသားလူမျိုးရေးတပ်မတော် GNLA တပ်များကဒရုန်းနဲ့တိုက်ခိုက်နေပြီးတော့ပြည်သူ900ကျော်ထိုင်းဘက်သို့ဒိန်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ GNB နဲ့ထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့အကြံဘက်စကောင်းစီရဲ့ဒေပေါ်ဘိုးတပ်စခန်းကို KN မြို့သားလူမျိုးရေးတပ်မတော် KNL ကဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်နေပြီးတော့ပြည်သူ900ကျော်ထိုင်းဘက်ကိုထွက်ပြေးလာတယ်လို့ထိုင်းသတင်းဌာနများကသတင်းဖော်ပြပါတယ်။ယမန်နေ့ဇွန်လ2ရက်နေ့က KN ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒေပေါ်ဘိုးစကောင်းစီတပ်စခန်းကို KN မြို့သားလူမျိုးရေးတပ်မတော် KNL ပူပေါင်းတပ်များကဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်နေပြီးတော့အဲ့ဒီပောက်ကွဲတပ်တွေကိုထိုင်းဘက်အချမ်းကနေကြားနေရကြောင်းဒေဘဘိုးစကန်းဟာထိုင်းမြန်မာနယ်စပ်နဲ့1ကီလိုမီတာသာကွာဝေးပြီးစကောင်းစီတပ်ကလည်းလက်နက်ကြီးများနဲ့ဖြစ်ခတ်တိုက်ခိုက်မှုတချို့ရှိတယ်လို့သိရပါတယ်။ လက်ရှိထိုင်းမြန်မာနယ်စပ်မှာအကြမ်းဖက်စခေါင်းစီရဲ့တပ်စခန်း၅ခုသာကျန်ရှိပြီးတော့ဥက္ကဋ္ဌဒေဘော်ဘိုးဝေါ်လီပြူဝါကုန်းဒီတဲလေစခန်းနဲ့ထိခါပလဲစခန်းတို့သာကျန်ရှိပါတော့တယ်။ဒါပြန်ထိုင်းနဲ့မြန်မာနယ်စပ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့တော့ဒေရင်ပြည်နယ်ဗမ်းမာပြည်သူ900ခန့်ဦးထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတင်းရှောင်းလာပြီးနေရာသုံးခုမှာဒုက္ခသည်တွေကိုလက်ခံထားတယ်လို့ထိုင်းသတင်းဌာနတွေကဆိုပါတယ်။ဒါပြန်ထိုင်းစစ်တပ်ဘက်ကလည်းယခုလိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာလုံခြုံရေးတိုးမြင့်ထားပြီးတော့ အချိန်ပြည့်ဂင်းလက်အသင့်နေရာယူထားတယ်လို့သိရှိရပါတယ်။ကေအမ်မြို့သားစီယုံကေရန်ညုံမှာမဆလာအေပီလာနဲ့ပြီးခဲ့တဲ့မေလာတွင်းမှာထိုင်းနဲ့မြန်မာနယ်စပ်အနီးမှာရှိတဲ့ဂျမ်ဘက်စကောင်းစီရဲ့ပိုလို့တူခလဲရီတခေါ်ပီခွီမော်ဖာတူစကန်တာလဲစကန်များမဲလာဘလက်တိုမော်ခီဘရင်တော်စကန်ကုန်ကနဲလေးစကန်နဲ့ရွှေအေးမြိုင်တစကန်တွေကိုဇက်တိုက်တိုက်ခိုက်တင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးချင်တာကတော့စကောင်းစီကလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ စီရီယံများနဲ့စပီးရဲပြေစုစုပေါင်းလူ9000ရဲ့စည်ရဲနဲ့ကိုရေးချက်လက်များကိုရုရှားနီးပညာ PSMS application မှာကနဦးထက်သွင်းစစ်ဆေးနေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာဂျမ်ပတ်စကောင်းစီကလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများစီရီယံများနဲ့စပီးရဲပြေစုစုပေါင်းလူ9000ရဲ့စည်ရဲကို PSMS application မှာကနဦးထက်သွင်းပြီးတော့နိုင်ငံတော်အလုံးချုပ်ရေးခိုင်တဲ့မှာစစ်ဆေးလျက်ရှိတယ်လို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကပြောပါတယ်။အဆိုပါရုရှားကအဓိကတာဝန်ယူရေးဆွဲပေးတဲ့ PSMS application ကို အကြံဘက်စကောင်းစီဘက်ကရေးဆွဲထုတ်လုပ်လိုက်ပြီးတော့အဲ့ဒီ application ကိုစက်တက်ရဲနဲ့လာဝကများကတီးတန့်အသုံးပြုစစ်ဆေးရန်တာဖြစ်ကြောင်းစစ်ဆေးရေးဂိတ်တွေလေးစိတ်ရေးစိတ်မျိုးဝင်ထွက်ဂိတ်များနဲ့ကားဂိတ်များမှာရှိတဲ့စကောင်းစီတပွဲဝင်များထွေးအုပ်ရဲနဲ့လာဝကများတန်းတို့ application တွေချထားပေးကြောင်းအဲ့ဒီ application ကိုဝင်ရောက်ရန်တော့ဒီနဲ့ဗဆိုးအောင်များကိုစကောင်းစီကတင်းကျပ်စစ်ဆေးစွာချပေးထားပြီးအဲ့ဒီ application တွင်းမှာရှိတဲ့ချက်လက်တွေကိုနေပြီးတော့ကဓာတ်ရိုက်ထိ ंछ ုပ်ထားကြောင်းအဲ့ဒီ application ထဲမှာအကြံဘက်စကောင်းစီကလိုရှိနေတဲ့ စီဒီအမ်များနဲ့စပြေးရက်ပြည့်လူစည်းရဲ့9000ရဲ့ကိုရေးချက်လက်များကိုကနအူးအနေနဲ့ထည့်သွင်းထားကြောင်းသိရှိရပါတယ်။အဲ့ဒီ BSMS ကစစ်စေးရေးဂိတ်တွေရဲ့ကွန်ပျူတာတွေမှာလည်း install လုပ်ထားတယ်။တက်ရဲနဲ့လာဝါကားတွေရဲ့ mobile phone တွေမှာလည်း install လုပ်ထားတယ်။ကန်တက် application မှာအဲ့ဒီထဲမှာလူတက်ဦးရဲ့မွေးတက်ကြက်မပုံတင်မိဘနာမည်တွေကိုရိုက်ထည့်လိုက်တာနဲ့ဒီလူကနိုင်ငံရေးပြမှုကင်းရှင်းသလားမရှင်းဘူးလားဆိုတာပေါ်ပါတယ်။စီဒီအမ်နေနိုင်ငံရေးပြမှုနဲ့စပြေးရက်ပြည့်9000ရဲ့ကိုရေးချက်လက်တွေကိုအဲ့ဒီထဲမှာထည့်ထားတယ်။ ဒါကဥပမာအနေနဲ့စီတီယန်တဦးကခေးထွက်မယ်ဆိုရင်သူ့ရဲ့မပုံးတင်နံပါတ်ကိုစစစေးရေးခိမ့်မှာအဲ့ဒီ application နဲ့ဆက်လိုက်ရင်စီတီယန်ဖြစ်ကြောင်းချက်ချင်းပေါ်တယ်။အဲ့ဒီခါမှာချက်ချင်းဖန်ခိုင်းထားတယ်လို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကပြောပါတယ်။လက်ရှိမှာစကောင်းစီကအဲ့ဒီ application ကို version 1.2နဲ့စတင်အသုံးပြုနေပြီးလူဦးရေ9000ရဲ့ကိုယ်ရေးချက်လက်များကိုထည့်သွင်းထားကြောင်းဒါပြင်ထပ်မံပြီးတော့ application ကိုဆင်းမြင့် update လုပ်နေပြီးနောက်တိုးအလိုရှိတဲ့စာရင်းများကိုထပ်မံဖြည့်တင်းနေကြအောင်သိရပါတယ်။အဓိကကနိုင်ငံရေးပြစ်မှုစပြေးရဲပြေးရဲဘက်ပြေး ဒေယခံပြေးဆိုတဲ့ပြေးလေးပြေးစင်းနဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့မူပွင့်ထားတဲ့သူတွေစရင်ကိုအဲ့ဒီထဲမှာအကုန်ထည့်ထားပါတယ်အခုကနဦး version 1.2မှာလူကြီး9000ထက်စရင်ကိုထည့်ထားတယ်နောက်ပြီးတပြေးပြေးအစင်းမြင့်တင်နေတယ်နောက်ဆုံးရင်တာမန်ရာဇဝဲမှုနဲ့ဇမုတ်တန်ဒိန်းဆောင်စရင်တွေပါထည့်သွင်းဖို့အစင်းမြင့်နေတယ်အဲ့ဒါကရုရှားနည်းပညာပါအခုအဲ့ဒါကို version 2အစင်းမြင့်ထုတ်ပြီးစစေးဖို့ထပ်လုပ်နေပြီလို့နေပြီးတော့စစ်ပတ်တရင်ချင်းမြက်ကရှင်းပြပါတယ်ဒါပြင်ဂျမ်ဘတ်စကောင်းစစ်ကလုံကြုံရေးစစ်ဆေးရတီးတန့်ထုတ်လုပ်ထားတဲ့ ဲ့ဒီ BSMS application ကို၎င်းတို့အတိမတ်ပြုတ်ထားတဲ့ဖုန်းနဲ့ကွန်ပျူတာများမှသာ download လုပ်နိုင်ပြီးတော့အခြားကွန်ပျူတာနဲ့ဖုန်းများကကိုယ်ယူခြင်းမပြုနိုင်မဲ့လုံခြုံရေးစိတ်မြင်ကြောင်းလက်တလော့စကောင်းစီကလိုရှိနေတဲ့လူ9000ရဲ့ကိုယ်ရေးချက်လက်ကိုငယ်စရင်ဖိုင်ကိုကူနဲ့ဘလက်လစ်အမည်ပြည့်စရင်ဖိုင်လို့အမည်ပေးထားကြောင်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ဘတ်ဆဲလို Iron, Zonila ထင်းနဲ့ချမ်းမြမ်းများတော်တို့ရောင်းချနေတဲ့ပစ္စည်းများဝယ်ယူသူနဲ့ ဖြံပြိုးတဲ့သူများကိုဂျမ်ပတ်ဥပဒေနဲ့တရားစွဲမယ်လို့စကောင်းစီချင်းချောက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပန်ဆယ်လို Iron ဇိုနီလာထိချမ်းများများတော်နဲ့ဒေါ်လန်ရင်းမှာပါဝင်နေတဲ့နာမည်ကြီးပုဂ္ဂိုလ်များမှ online မှာရောင်းချနေတဲ့ပစ္စည်းများကိုဝယ်ယူခြင်းနဲ့ဖြံပြိုးခြင်းတွေလုံဆောင်နေသူများအားအဂျမ်ပတ်ဥပဒေနဲ့တရားစွဲမယ်လို့စကောင်းစီကချင်းချောက်ထားပါတယ်။အဲဒီလိုချင်းချောက်မှုကိုစကောင်းစီလက်အောက်ခံ AMTV သတင်းဌာနကဒီကနေ့ည၈နာရီသတင်းမှာထည့်သွင်းကြေညာခဲ့ခြင်းဖြစ်ပါတယ်။ AMTV သတင်းဌာနရဲ့ကြေညာချက်ထဲမှာပန်ဆယ်လို Iron ရွှေနေဒီ ဇွန်လလထေအောင်တော်ခိုင်စုလွင်ထနစ်နေတန်ချမ်းများများတော်တို့ရဲ့အကောင့်များနဲ့ချိတ်ဆက်ပြီးအွန်လိုင်းပစ္စည်းများကိုဝယ်ယူခြင်းတစင်ကံပြန်လည်ရောင်းချခြင်းနဲ့ယခုကဲ့သို့ဆောင်ရွက်နိုင်ရန်အကူအညီဆောင်ရွက်နေသူများကိုအကြံပတ်ဥပဒေနဲ့ရေးယူမယ်လို့စကောက်စကချင်းချောက်ထားပါတယ်။ဒါပြင်တတိယနိုင်ငံသို့ရောက်ရှိနေတဲ့အစိုးရချမ်းချမ်းရဲ့တင်ပို့တဲ့ပစ္စည်းများကိုရောင်းချပေးနေတယ်လို့ဆိုကောဧပြီလ23ရက်နေ့မှာမန္တလေးတိုင်းချမ်းရင်းသားဆန်မြို့နယ်အောင်နန်းရိပ်သာရပ်ကွက်မှာနေထိုင်တဲ့မပြုတ်ပြုတ်နေတဲ့ မေလာရှေးရနေ့မှာရန်ကုန်တိုင်းတကူမျိုးသေးတောင်ပိုင်း54ရပ်ကွက်နေကိုဖုံမြင့်အောင်တို့ကိုစကောင်းစီကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်မဖြူဖြူနင်းတဲ့ကိုဖုံမြင့်အောင်တို့ဟာစကောင်းစီလက်အောက်ခံဝန်ထမ်းများကိုစီတီအန်ပြုလုပ်ရန်နှိုးဆော်ခြင်းဇူပူအောင်ချွားမှုဖြစ်စေရန်ဆိုရှယ်မီဒီယာမှာတဆင့်ပို့ရေးသားခြင်းတွေကြောင့်ဘုံမ905ကာကြီးနဲ့မှုဖွင့်လှစ်ထားတယ်လို့စကောင်းစီဝါဒဖြန့် MRTB သတင်းဌာနကကြေညာပါတယ်။၎င်းတို့နယ်ဦးဟာစောတော့ချမ်းချမ်းမှတင်ပို့လိုက်တဲ့နိုင်ငံသားမှပစ္စည်းတွေကိုအခါချင်းဝင်နဲ့ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းနဲ့ ချမ်းချမ်းထောက်ပံ့စေလိုတဲ့ဒေါ်လန်ရေးဖွဲ့စည်းများကိုငွေကြေးများထောက်ပံ့ပေးခြင်းတွေကိုဆောင်ရွက်ပေးတဲ့အတွက်အရငါကာကြီးပြင်တခြားပုံမှန်များနဲ့မှုပွင့်နိုင်ရန်ဆောင်ရွက်နေတယ်လို့လည်းစကောင်းစီလက်အောက်ခံသတင်းဌာနတွေကဆိုပါတယ်။ဒါပြင်ထပ်ပသတင်းကြေညာမှုမှာစကောင်းစီကြောင့်ဘေလိုရနိုင်ငံများသို့ထွက်ပြေးတင်းရှောင်နေရသူများကိုလည်းအကြံပတ်အားပေးပြည်ပြေးများလို့တုံ့ဆွဲထားပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးမပန့်ဆဲလို့မှလည်းအိုင်ငါပြင်မြန်မာပြည်ကိုပို့ပြီးဘာမှမရောက်နာကြပြီ။လောဝါနဲ့ရားတဲ့အမြတ်ကနဲလို့ပါအချိန်မလောက်လို့ဒဲနှုတ်ကခိုးမှဘာတွေထားဖြစ် ေုံဒေချာပြန်ရအောင်မယ်။ဇောင်းရွက်ကတိုက်ချင်လာပြီ။အဲ့ဒါကိုမင်းကိုနိုင်ဝက်ခုမှလဲတာဟဲ့။2021အာနာဒိန်းစာမှာကိုကိုဝေယံထုတ်တော့ကိုမင်းကိုနိုင်နဲ့ဒဖိုင်နဲ့တရန်နဲ့ဝေယံထုတ်ခံရတာ။ဒီတော့ကိုလိုလူနဲ့ကိုမင်းကိုနိုင်ကိုတရန်နဲ့ထားဝေယံထုတ်တယ်ဆိုတာကိုမင်းကိုနိုင်ကိုဒေသိမ့်စေခြင်းနဲ့စကားဆရလို့ရလေ။အဲ့တော့လင်းနေကြမှာဝက်လဲတာပဲ။ကိုကိုတော်လန်ရေးမှာတရေမမှန်နဲ့ဟာမာကြီးနှစ်ယောက်နဲ့ဒန်းတူ MRTB မှာကြင်ညာတာဟဲ့။ဘန်ဆယ်လိုရောင်းတာဝယ်ရင်ဖမ်းမယ်ဘာညာကစိတ်မဆိုးဘူးရဲ့ မြန်မာပြည်ကိုဘာမှပို့မရောက်တာကြာလာပြီရတနာပစ္စည်းတွေဝယ်နေတဲ့ထဲမှာမြန်မာပြည်ကဝယ်တာတယောက်မှမပါဘူးအကုန်ပြည်ပကကြီးပဲဟိုဟာမကြီးတွေနဲ့ဒန်းကြီးတာကြတော့အော်နှလုံးပါနားတယ်ခေါင်းမှထလျှော်ပြေးအောင်မယ်အခုစကားစကား MRTV မှာကြင်ညာလို့အမြင်ကက်လို့အားပေးကြင်လို့ဆိုပြီးလာမေးကြတယ်ခတ်တာကတော့မှမြန်မာပြည်မဲ့ရောင်းစရာပစ္စည်းမရှိဘူးရယ်ဝယ်ချင်းရင်ရတနာလေးတွေဝယ်ပြည်ပကပဲရောင်းတာကောမန်မှာလင်းရှိတယ်မတန်းနိုင်ဘူးကြင်ညာပေးတော့လေရောင်းရမှာပဲဆိုပြီးလောင်ပြောင်ထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးတူးရှိပါအခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ